Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အားလုံးမင်္ဂလာပါ။ကျွန်တော်ဒီတစ်ပတ်မှာတော့ဗောနော်ဒီရေယိုသီးနဲ့ရေယိုသီးအရွက်တွေစားသုံးနိုင်တဲ့သူတွေနဲ့ရှောင်ကျဉ်သင့်တဲ့သူတွေကြောင့်ပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1နဲ့ကျွန်တော်ကရေယိုသီးတစ်လုံးရဲ့အာရတမိုးတွေကြောင့်နံပါတ်2ကတော့ရေယိုသီးစားသုံးသင့်တဲ့တနည်းတပမာဏဖြစ်ပါတယ်။နံပါတ်3ကတော့ရေယိုသီးကိုဘယ်လိုလိုရှောင်ကျဉ်သင့်တယ်လဲဆိုတဲ့အချက်ဖြစ်ပါတယ်။ နံပါတ်၄ကတော့ရေယိုသီးစားသုံးနိုင်တဲ့သူတွေဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ရေယိုသီးအာဟာရတောင်မို့ကိုအရင်ဆက်လက်ကြည့်လိုက်ကြအောင်ကျွန်တော်တို့ဒီရေယိုသီးတလုံးပေါ့နော်50ဂရမ်မှာရှိတဲ့သူရဲ့အာဟာရတောင်မို့ရဲ့နည်းနည်းကတော့ကယ်လိုရီ25ကီလိုကယ်လိုရီရေ55ဂရမ်ကာဘိုဟိုက်ဒရိတ်လေးတတမ2ဂရမ်ပရိုတင်း၃ညတတမ5ကနေ1တတမ2ဂရမ်ကြားမှာရှိပါတယ် အစီကတော့၃ညတက်မှ15 gram ဖြစ်ပါတယ်။ပိုတက်ဆီယမ်ကတော့120ကနေ150 mg ကျားမှရှိပါမယ်။ဗီတာမင် C ကတော့20ကနေ50 mg ကျားမှရှိပါမယ်။ဆိုဒီယမ်ကတော့30ကနေ12 mg ကျားရှိပါမယ်။ကယ်လ်ဆီယမ်ခွန်ကနေ18 mg ရှိပါမယ်။မဂနီဆီယမ်6 mg ရှိပါမယ်။တန်တန်၃ညတက်မှ2 mg တော့ပါရှိမှာပဲဖြစ်ပါတယ်။ ဒါတွေမဲလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီရေရိုဒီမှာအမြင့်တက်တဲ့ဗီတာမင် A ဗီတာကာရိုတင်းကနေမှာနော်ပြောင်းလဲပေးတဲ့အရာနောက်ကဗီတာမင် E နာရန်စင်ဗီတာမင် B3 ဖောလေဗီတာမင် B9 တော့လည်းအနည်းငယ်စီပါဝင်ပါသေးတယ်တခြားသတ္တုဓာတ်တွေနေနေရတော့ကျွန်တော်ခုနကပြောခဲ့သလိုပေါ့နော် KCN နဲ့ Sodium နဲ့ Magnesium တန်ဓာတ်စင်အနည်းငယ်လေးပါဝင်ပါတယ်အပင်ထွက်တာတို့ပစ္စည်းတွေဖြစ်တဲ့ Phantom Chemical လေးပါဝင်တဲ့အတွက်ကြောင့်မို့ကြောင်းရမှုကလည်းဒီကောင်က short ချပေးနိုင်မှာပဲဖြစ်ပါတယ် ရေယိုဒီတလုံးရဲ့ပေါ့နော်အာရတံမိုးတွေတည်ပြီဆိုလို့ရှင်ကျွန်တော်တို့ဒီဖြစ်နိုင်ခြေရှိတဲ့သူ့ရဲ့ဘယ်တွေဆိုးကျိုးတွေကိုရှောင်ရှားဖို့ပေါ့နော်တင်းတင်းမြတ်သားတဲ့စားသမုံကအဓိကတော့ချက်ပဲဖြစ်ပါတယ်အေးတော့ကျွန်တော်တို့နံပါတ်နှစ်နေနေရတော့ကျွန်တော်တို့အကြံပြုထားတဲ့အနေစင်ပမာဏကိုအရင်ကြည့်လိုက်ကြရအောင်ရေယိုဒီကကျွန်တော်တို့ဖြည့်စွက်စာအနေနဲ့လာပါတယ်ဖြည့်စွက်စာဆေးပြားတွေတကယ်လို့တောက်တော့မယ်ဆိုလို့ရှင်เนาะတနေ့လည်းရင်တလုံးကနေနှလုံးချီပဲတောက်တော့မှာ ရေယိုသည်အမှုံဆိုလို့ရှင်လဲတနည်းလျင်9ဂရမ်ကနေ10ဂရမ်ကြားပဲတောက်တော့မှာရေယိုသည်ကိုဖြိုရည်နေနဲ့တောက်တော့မယ်ဆိုလို့ရှင်လဲတနည်းလျင်30ကနေ60မီလီလီတာအထိပဲတောက်တော့မှာဒါပေမဲ့တခြားဖော်ပြချက်တွေမှာတော့ကျန်းမာတဲ့လူတွေနေနဲ့ပေါ့နော်ကျန်းမာတဲ့လူကြီးတယောက်နေနဲ့တရက်လျင်ဒီရေယိုသည်ဖြိုရည်950 ml အရေးအောင်စားနဲ့ပြောမယ်ဆိုလို့ရှင်တော့25အောင်စားခန့်တိ စားသုံးနေဆိုလို့ရှင်တော့ဘေးကင်းတယ်လို့ဆိုထားပါဗျ။ကျွန်တော်တို့ဒီတမန်ညွှန်ကြားချက်အနေနဲ့ဆိုလို့ရှင်တော့တရက်လျင်30 ml ကနေ60 ml အထိတော်တော်ရမယ်ဖြစ်ပါတယ်။ကဲတော့ရေရိုသည့်အမှိပေါ့နော်ပြောရင်ရေရိုသည့်အနှစ်ကိုစားသုံးမယ်ဆိုလို့ရှင်တနည်းလျင်တစ်ဖက်ရည်စွန်းတစ်စွန်းထိစားသုံးတာကပိုပြီးတော့ဘေးကင်းတာပဲဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ကျွန်တော်တို့ရေရိုသည့်ကိုဘယ်လိုလိုရှောင်ကျဉ်သင့်တယ်လဲဆိုတာဆက်လက်ကြည့်လိုက်ကြရအောင်။ လူတိုင်းကတော့ရေးရိုသေးနဲ့ရေးရိုသေးအရွက်တွေကိုစားသုံးနိုင်တယ်ဆိုပေမဲ့လူတချို့ကတော့တတိထားပြီးတော့ရှောင်ကျဉ်တင်ပါတယ်။အခုပြောပြမယ့်အချင်းတွေရှိသူတွေဟာရှောင်ကျဉ်တင်ပါတယ်။ကျွန်တော်ရေးရိုသည်ဖြိုရည်ကအကျိုးကျေးဇူးတွေများစွာရှိတယ်။ဒါပေမဲ့အလွန်ကျွမ်းစားသုံးမယ်၊တောက်သုံးမယ်ဆိုလို့ရှိရင်တော့အပြည့်အစုံချုံမျိုးစုံကိုဖြစ်ပေါ်စေနိုင်ပါတယ်။အဲဒီတော့ကျွန်တော်တို့ဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့ကြောက်ကပြဿနာရှိတဲ့သူတွေပဲဖြစ်ပါတယ်။ ရေယိုသီးရဲ့ဘဲရဲစောကြိုးတွေကတခုကတော့ကြောက်ကပြဒနာပဲဖြစ်ပါတယ်။ရေယိုသီးအားပိုတက်ဆီယမ်ဓာတ်မြမစွာပေါင်ရလို့မကြောက်ကပြဒနာရှိသူတွေအတွက်အနည်းငယ်ဖြစ်စေနိုင်ပါတယ်။ပိုတက်ဆီယမ်ဓာတ်လွန်ကျွန်းစားသုံးမိခြင်းဟာကြောက်ကကိုဒဏ်ဖြစ်စေပြီးတော့ကျွန်တော်နောက်ဆက်တွဲစောကြိုးတွေကိုဦးတည်သွားနိုင်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကြောက်ကပြဒနာရှိသူတွေအတွက်ကတော့ပိုတက်ဆီယမ်ဓာတ်အဆင့်ကိုထိန်းကြီးဖို့ခန္ဓာကိုယ်ရဲ့စွမ်းအင်အားအနည်းငယ်ပြီးတော့သွေးနဲ့ပိုတက်ဆီယမ်ဓာတ်အဆင့်အနည်းရှိစွာမြင့်တက်တဲ့ hyperglycemia လို့ခေါ်တဲ့အခြေအနေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ကြောက်ကလုံဆောင်မှုမမမှန်တဲ့သူတွေနည်းနည်းကတော့အရေးယူသည်စားသုံးဖို့အကြံမပြုပါဘူး။နံပါတ်2ကတော့အသေးပျက်စီးခြင်းပဲဖြစ်ပါတယ်။အသေးပျက်စီးမှုရဲ့လက္ခဏာတွေမှာတော့အသားဝါးတာတွေ၊စီးအယောင်ရင်တာတွေ၊မောပန်းနွမ်းနေတာတွေ၊ပြုတ်အန်တာတွေနဲ့ဝမ်းပိုက်နာကျင်ခြင်းတော့ပါဝင်ပါတယ်။လက်ရှိအသေးချင်နေတယ်။ဒါမှမဟုတ်အသေးရောဂါရာဇဝင်ရှိသူတွေနည်းနည်းကတော့ တတိထားပြီးတော့ရဲရိုသေးကိုဒီတကယ်တော့အစားအစာလေးထည့်သွင်းမယ်ဆိုလို့ရှင်เนาะကျမရင်ဆောင်ရှောက်မှုပေးသူနဲ့တိုင်ပေမှာနောက်တစ်ခုကအသေးလှုပ်ဆောင်မှုမမမှန်မှုဆိုလို့ရှင်လေရဲရိုသေးကိုလုံးဝမစားတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်ရဲရိုသေးကအသေးအတွက်ကောင်းတာတွေရှိတယ်ဒါပေမဲ့အသေးရောကတော့အသေးပြဿနာတွေရှိခဲ့မယ်ဆိုလို့ရှင်တော့မစားတင်ပါဘူးအမှန်တုံးကတော့အစာချေပြဒနာတွေပဲဖြစ်ပါတယ်။တခြားသောဖြစ်နိုင်တဲ့ရေရိုသေးရဲ့ပြည့်ရွယ်ဆိုကြတော့ ျွန်တော်ခုပြောတဲ့အစာချင်းပြဿနာပဲဖြစ်ပါတယ်။ရေယိုသီးကိုလုံးလုံးစားသုံးမိမယ်ဆိုလို့ရှင်တော့ဝမ်ရှော့တာတွေ၊ဘိုက်ပူတာတွေနဲ့ဘိုင်အောင်ပိုင်နာတာတွေပါဝင်အစာရင်နဲ့အိုလန်းချောင်းဆန်ရမတက်မတာခံစားရမှုတွေကိုဖြစ်ပေါ်စေနိုင်လို့ပဲဖြစ်ပါတယ်။နံမလီကတော့ကွန်ဝင်ဆောင်မျိုးသမီးတွေဖြစ်ပါတယ်။ရေယိုသီးကကွန်ဝင်ဆောင်အမျိုးသမီးတွေအတွက်မတင်တော်ပါဘူး။ တရေတာဖွင့်ပြမှုကိုနှောင့်ယှက်ဖြစ်စေပြီးတော့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်မို့ကွန်မန်ဆောင်မျိုးသမီးတွေဟာကြိုတင်ကာကွယ်မှုယူပြီးတော့ရေရိုသီးစားသုံးချက်ကိုရှောင်ကျဉ်တင်ပါတယ်။နံပါတ်9ကတော့ကလေးငယ်တွေနဲ့တကြီးရိုတွေပဲဖြစ်ပါတယ်။ကလေးငယ်တွေနဲ့တကြီးရိုတွေကိုကျွန်တော်ဒီရေရိုသီးစားလိုက်တဲ့အခါမှာဒါမှမဟုတ်ရေရိုသီးဖြော်ရေးတောက်လိုက်တဲ့အခါမှာတတိထားတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီပျော်အန်နာတွေအားနည်းတာတွေနဲ့နှလုံးခုမမှန်တာတို့ကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ။နံပါတ်6ကတော့ဆေးဝါးတွေနဲ့တပြူနိုင်ခြင်းပဲဖြစ်ပါတယ်။ရေယိုသီးအားအချို့သောဆေးဝါးတွေနဲ့တပြူနိုင်ပါတယ်။ပိုတက်ဆီယမ်တက်မြမမှုကြောင့်သွေးပုံချိန်ကြာစေတွေနဲ့စီးဆေးတွေကိုနှောင့်ယှက်ဖြစ်စေပြီးတော့ဟိုက်ပါကလစမီးယားကိုဖြစ်စေနိုင်ပါတယ်။အဲ့ဒီပြင်ရေယိုသီးမှာသွေးကြေးဆေးတွေရဲ့ထိရောက်မှုကိုတည်ရောက်မှုရှိနိုင်ပြီးတော့သွေးထွက်ခြင်းအနေကိုအနေဖြစ်စေနိုင်လို့မို့ဒီဆေးဝါးတွေနဲ့အချိန်ချပြီးမှစားသုံးတာမျိုးဇီဝရီကိုအချိန်ချပြီးမှတောက်သုံးတာမျိုးကအကောင်းဆုံးပဲဖြစ်ပါတယ် ျွန်တော်တို့ရေယိုသီးကိုမစားသင့်တဲ့လူအုပ်စုတွေကြောင်းကိုသိပြီဆိုလို့ရှင်ကျွန်တော်အခုရေယိုသီးစားပေးသင့်တဲ့လူအုပ်စုတွေကြောင်းကိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြအောင်ရေယိုသီးမှာလီမွန်နဲ့ဖီတာကာရိုတဲ့ကွာဆက်တဲ့အာဆိုလီအက်ဆင်စကိုပိုလာဒင်အစားရှိတဲ့ဇီဝဖြစ်ပျက်မှုဒရပ်ပေါင်းတွေကကျွန်တော်တို့လူခန္ဓာကိုယ်ကိုကျမရဲ့အကျိုးကျေးဇူးများစွာပေးဆောင်နေတာပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ဘလို့လူတွေစားပေးသင့်တယ်လဲဆိုတာကတော့နံပါတ်1အချက်အနေနဲ့ဆေးလေးတောက်တဲ့သူတွေပဲဖြစ်ပါတယ်။ ရေယိုသီးစားခြင်းဟာဆေးလိအလွန်ကျွန်းတောက်သူတွေမှာဆေးလိငွေကြောင်းမှုဆေးပစ္စည်းမှုကိုရှော့ချပေးနိုင်ကြောင်းဖော်ပြထားချက်တွေရှိပါတယ်။ဆေးတွေဖိစားပြောင်းလဲပစ္စည်းမှုအနေနဲ့ကာကွယ်ပေးနိုင်စွမ်းရှိလို့မဆေးလိတောက်သူတွေအတွက်စားသုံးသင့်တဲ့အသေးလေးဖြစ်ပါတယ်။ နံပါတ်2ကတော့အဆင်းမြင့်နာတဲ့သူတွေပဲဖြစ်ပါတယ်။အဆင်းမြင့်ရောင်ရမ်းနာကျင်မှုတွေရေယိုသည့်ရဲ့ရောင်ရမ်းမှုကိုတက်တာစေတဲ့ဂုဏ်သတ္တိတွေကအဆင်းမြင့်ရောင်ရမ်းကြိုက်ခဲမှုလက္ခဏာတွေကိုတက်တာစေပြီးတော့အစ်စ်တည်းရဲ့တက်လက်ရွှေရှားနိုင်မှုကိုမြင့်တင်ပေးနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်3ကတော့စီးကြိုရှိတဲ့သူတွေပဲဖြစ်ပါတယ်။ရေယိုသည့်ဟာသွေးရင်းတကြားတက်ကိုချိန်ညှိပေးပြီးတော့အင်ဆူလင်အယုံခံနိုင်စွမ်းကိုမြင့်တင်ပေးနိုင်တဲ့အတွက်ကြောင့်မျိုးစားနှင့်စီးကြိုရောဂါရှိသူတွေအတွက်စားသုံးပေးတဲ့အသေးလေးဖြစ်ပါတယ်။ နံပါတ်၄ကတော့အသေးကျမရေးကိုမြင့်တင်လာတဲ့သူတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့တတိထားမယ့်အချက်အနေနဲ့ကတော့အသေးပြဿနာတွေရှိသူတွေအနေနဲ့ကတော့ရေးရိုသေးကို လုံးဝမစားရပါဘူး။ကျွန်တော်တို့ဒီအသေးပြဿနာမရှိဘူး။အသေးမှာပေါ့နော်။တခြားသောမုံမမတ်မှုတွေမရှိတဲ့သူတွေအနေနဲ့ကတော့ရေးရိုသေးကအသေးကိုကာကွယ်ပေးတဲ့ကွန်တက်တီတွေရှိပါတယ်။ဗီတာမင် C နဲ့ဗီတာမင် E လိုသတ္တုဆန့်ကျင်ပစ္စည်းတွေကအသေးဆဲတွေကို ဓာတ်တို့ဖြည့်စည်းမှုကနေကာဝယ်ပေးပြီးတော့အစေးတောက်ဖြစ်စေတဲ့ပစ္စည်းတွေကိုပယ်ရှားပေးတယ်ပြီးတော့အသေးလှုပ်ဆောင်မှုအားလုံးကိုမြင့်တင်ပေးနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်5ကတော့ level နာကျင်မှုကိုတည်တာစေခြင်းပဲဖြစ်ပါတယ်။ရေဒီမှာပါဝင်တဲ့ကြောင်ရမှုကိုတည်တာစေတဲ့ဓာတ်တို့ဆန့်ကျင်ပစ္စည်းတွေပြီးတော့ scopolitan နဲ့ quercetin trabon တွေက level နာကျင်မှုကိုလျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။ အမှန်၆ကားတော့သပင်ကျွတ်တဲ့သူတွေပဲဖြစ်ပါတယ်။ရေယိုဒီမှာသပင်ကျွထွားမှုတွေအရေးပါတဲ့ဗီတာမင် C နဲ့တန်တက်လို့သတ်ထုတ်တဲ့ပါပဲပါတယ်။အဲဒီဟာရတဲ့တွေကဥယေဖျားကိုသွေးစစ်စစ်မှုပြင်တင်ပေးပြီးတော့သပင်အမြင့်များကိုတန်ပါစေကသပင်ကျွချင်းနဲ့ကာကွယ်ပေးတယ်လို့ဆိုထားချက်တွေရှိပါတယ်။အမှန်ခွန်ကားတော့အသားရင်တင်းရင်လိုတဲ့သူတွေပဲဖြစ်ပါတယ်။ဒီလိုဒီမှာဗီတာမင် C နဲ့ selenium ဓာတ်ကျော်ပါပြီးတော့ဓာတ်ပစ္စည်းတွေကိုတိုက်ဖြတ်ကအသားရေအိုမင်းမှုကိုနှေးကွေးစေပြီးတော့ကျင်းရင်ချုံးမွေးစေတာပဲဖြစ်ပါတယ်။ အသားရည်ကိုရည်တဲ့ဖြစ်ပြီးပြီးတော့ကောလာဂျင်ထိုးလုံးမှုကိုလှန်ဆော်ပေးတယ်။အန်တရာကွင်းတုံးတွေပါဝင်တဲ့အတွက်ကြောင့်မို့အရေးအကြောင်းတွေကိုကာကွယ်ပေးနိုင်ပါတယ်။အဲ့ဒီပြင်ဗက်တီးရီးယားတိုက်ဖျက်နိုင်စွမ်းနဲ့ပြီးတော့ရောင်ရမ်းမှုကိုတတ်တာစေတဲ့ဂုဏ်သတ္တူတွေကဝက်ချံနဲ့အရေးပြတမတင်မှုတွေကုသရမှာလည်းအထောက်အကူပြုတာပဲဖြစ်ပါတယ်။အမရှိကတော့ကိုလေးချိန်ကြာစင်းလို့တဲ့သူတွေပဲဖြစ်ပါတယ်။ရေယိုသီအောင်ဇီဝဖြစ်ပျက်မှုကိုမြင့်တင်ပေးပြီးတော့ကယ်လိုရီတွေကိုလည်းထိထိရောက်ရောက်လောင်ကျွမ်းစေပါတယ်။ ကယ်လိုရီပောင်းဝဲမှုနည်းပါးပြီးတော့ကျန်းမာရေးညင်ညွတ်တဲ့အစားအစာနဲ့ကော်လက်လှုပ်ရှားမှုတွေပေါင်းစပ်မယ်ဆိုလို့ရှိရင်တော့ကော်လေးချိန်ကြားဖို့အထူးထောက်ကူပြုမှာပဲဖြစ်ပါတယ်။နမကိုချက်နေနေကတော့လေးချိန်ကစွမ်းဆောင်ရည်မြင့်တင်လို့ရတဲ့သူတွေပဲဖြစ်ပါတယ်။ရေဥသည်ကိုဖြော်ရည်ဖြစ်တောက်သုံးခြင်းအားစွမ်းရင်တော်မြင်စေပြီးတော့မိုဘန်နွမ်းနေမှုကိုတိုက်ဖြစ်ပြီးကလေးချိန်ကလှုပ်တဲ့အချိန်ကိုပုံမှန်ကြာရှည်စေနိုင်လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့တခုတည်းထားရပါမယ်။ တင်တင်မျှလာတဲ့ပမာဏတာစားသုံးချင်ကသာကျမကြီးတို့ကွန်တိုရီရရှိစီမှာပဲဆိုတာကိုတော့တည်ထားပါမယ်။ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ရေယိုသီးစားသုံးချင်နဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖန်လေးတွေကိုနားထောင်ပြီးပြီးတော့ကြတော့ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်တော်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ ကျမ၏ဘုသူတော်ရဲ့တော်ပါပြီစေချနာခြင်းကိုအေးချမှာခြင်းနဲ့ပြည့်စုံနေကြပါစေ